မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ April 9ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်စကမ်းသိန်းတိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်ဖားကန့်မြို့နယ်ဆယ်စင်းကျေးရွာမှာရှိတဲ့စစ်ကောင်စီတပ်စခန်းကိုကချင်လွတ်လပ်ရေးတပ်မတော် KIA ကဒီကနေ့မနက်မှာသိမ်းပိုက်လိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဆယ်စင်းမှာရှိတဲ့စစ်ကောင်စီနဲ့ရှမ်းနီတပ် SNA ပူးပေါင်းတပ်စခန်းကို KIA တပ်မဟာကိုတပ်ဖွဲ့တွေက April 9ရက်နေ့မနက်မှာစခန်းသိမ်းတိုက်ခိုက်ဖို့အတွက်ချင်းကပ်လာတဲ့အချိန်မှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကလက်နက်ချခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ် ကိုရီဘက်ကပြစ်ပြီးတော့ချင်းကတ်လာတော့သူတို့ဘက်ကလက်မြောက်ရတာဘောလို့စီရေးသတင်းအရင်းတွေကပြောကြားထားပါဗျ။လက်နက်ချတဲ့စစ်ကောင်စီတပ်သားတွေနဲ့ရှမ်းနီတပ်ဖွဲ့ဝင်23ဦးရှိပြီးတော့လက်နက်22လက်ရရှိခဲ့တယ်လို့စီရေးသတင်းအရင်းတွေကပြောကြားထားပါဗျ။ KIA ကဖားကန်မြို့နယ်နတ်မြားဒေသမှာရှိတဲ့စစ်ကောင်စီတပ်စခန်းတစ်ခုကိုလည်းဒီကနေ့မနက်ပိုင်းမှာထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီးတော့နေ့လယ်ပိုင်းအထိကိုတိုက်ခိုက်နေသေးဖြစ်ကြောင်းသတင်းရရှိပါရခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မြဝတီမြို့အဝင်မှာဒီနေ့နေ့လယ်ကစပြီးတော့တိုက်ပွဲစတင်ဖြစ်ပွားနေပြီးတော့စစ်ကောင်စီကစိမ့်လက်မြိုင်ကားဝင်းအနီးကိုလေရင်နဲ့ဘုံကျဲတိုက်ခိုက်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့အေပီလ9ရက်နေ့နေ့လယ်7:00နာရီအချိန်ကတိုက်ပွဲစတင်ဖြစ်ပွားပြီးတော့နေ့လယ်10:00နာရီအချိန်မှာစစ်ကောင်စီကခမာယာ205တိုက်ရင်အနီးမှာရှိတဲ့စိမ့်လက်မြိုင်ကားဝင်းအနီးကိုလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ဗန်တွေလည်းပိတ်သွားပြီ။ဒီနေ့တော့မြို့ကလူတွေလဲမဲဆောက်ဘက်ကိုကူးကုန်ပြီး205တက်ရှိနာမှာမိတွေလဲလောင်းနေတယ် စိမ့်လက်မြိုင်းနဲ့နှစ်ခွန်ကားတွေကနီးနီးလေးလို့မြောက်ရီမျိုးကန်တူကပြောပြထားပါဗါးတခြားမြောက်ရီမျိုးကန်တူကလည်းနေ့လယ်၁၂နာရီခွဲလောက်မှာလေရင်၃စီးနဲ့ပတ်နေတယ်မြောက်ရီမျိုးပေါ်မှာပတ်ပြန်နေတယ်လို့ပြောဆိုခဲ့ပါဗါးမြောက်ရီမျိုးမှာမျိုးဆောင်တက်အဖြစ်နဲ့ခမာယာနှစ်ခွန်ကားတရင်ကြံရှိနေပြီးတော့မြို့နယ်မှာရှိတဲ့တင်ငန်းညီနောင်ဒေတာဗျူဟာကုန်းကိုကရရဲ့အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL နဲ့ PDF ပူးပေါင်းတပ်ဖွဲ့က ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကတိုက်ခိုက်သိမ်းပိုက်ထားတယ်လို့သိရပါဗျ။အဲ့ဒီစခန်းသိမ်းတိုက်ပွဲအတွင်းမှာစစ်ကောင်စီရဲ့အရာရှိစစ်သည်များအပါအဝင်တပ်မိတ်သားစုဝင်စုစုပေါင်း618ဦးဟာလက်နက်ချညံ့ခံခဲ့တယ်လို့သိရပါဗျ။မြောက်ရီမြို့တင်ကန်းညီနောင်ဗျူဟာကုန်းနဲ့ခမရ390တရင်ကို KNLA PDF ပါဝင်တဲ့ပူပေါင်းတပ်တွေက AP လ9ရက်နေ့ကတိုက်ခိုက်သိမ်းယူခဲ့ပြီးတဲ့နောက်မှာမြောက်ရီမြို့မှာစစ်ရေးဆက်လက်တင်းမာနေတဲ့အချိန်ဒီကနေ့ AP လ9ရက်နေ့မှာစတင်ပြီးတော့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ KNLA PDF ပူပေါင်းတပ်ဖွဲ့တွေကခမရ105တရင်ကို စတင်တိုက်ခိုက်နေပြီးတော့စစ်တပ်ကလက်နက်ကြီး၄ချောင်းနေနဲ့ပြစ်ကူတိုက်ခိုက်နေတယ်လို့စစ်ကောင်စီရဲ့ဝါရဖြန့် channel တွေကရေးသားဖော်ပြနေကြကြောင်းသတင်းရရှိပါရယ်ခမောင်းနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်အခြေစိုက်အကြမ်းဖက်စစ်ကောင်စီရဲ့ခမရ998နဲ့ခမရ963တဲရင်တို့ကို drone နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ April 9ရက်နေ့ညပိုင်းမှာအကြမ်းဖက်စစ်ကောင်စီရဲ့ခမရ996တဲရင်ကို drone နဲ့၃ချိန်ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။ April 10ရက်နေ့ညပိုင်းမှာလည်း ခမရ99ခွန်တရင်ကိုတစ်ကြိမ်ခမရ961တရင်ကိုနှစ်ကြိမ်ထပ်မံပြီးတော့ဘုံကျဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်ခုနှစ်ရက်နေညနဲ့ရှင်းနေညတွေပါအကြမ်းဖက်စစ်ကောင်စီဘက်ကဒဏ်ရာတွေတော့ရှိတယ်တေတာတော့မကြားရသေးဘူးစုံစမ်းနေသေးပါလို့မြိတ်ခရိုင်ပြည်သူ့ကာကွယ်ပူးပေါင်းစစ်ကြောင်းတစ်ကတာဝန်ရှိသူတို့ကကြရင်ပေးပို့လာပါတယ်။၎င်းတိုက်ခိုက်မှုကိုမြိတ်ခရိုင်ပြည်သူ့ကာကွယ်ပူးပေါင်းစစ်ကြောင်းတစ်ရဲ့ ADF drone အဖွဲ့ကပူးပေါင်းလုံဆောင်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါရခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့လောင်လုံးမြို့လောင်ဝကရုံရှိမှာတပ်ဆွဲထားတဲ့စစ်ကောင်စီဘဏ်ကားကိုပြည်သူ့ကာကွယ်ပူးပေါင်းတပ်ဖွဲ့ကလာရောက်ပစ်ခတ်တိုက်ခိုက်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ AP လ၈ရက်နေ့မွန်လဲတနအေအချိန်ကကလာရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့မြို့ကန်တွေကပြောပါတယ်။စစ်ကောင်စီဘက်ကတည်တဲ့သူတွေရှိတယ်လို့လည်းပြောတယ်။မတည်သေးဘူးလို့ပြောတဲ့သူလည်းရှိတယ်။တိတိကျကျမတည်ရသေးဘူးလို့မြို့ကန်တို့ကပြောပါတယ်။လောင်ဝကယုံဘန်ကာကိုလောင်လုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့မဟာမိတ်တွေကပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီဘန်ကာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်10ဦးရှိတဲ့တဲက9ဦးသေဆုံးပြီး3ဦးဒဏ်ရာရရှိခဲ့တယ်လို့လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကထုတ်ပြန်ထားပါတယ်။မိနစ်40ခန့်အပြန်အလှန်ပြစ်ခတ်မှုအပြီးမှာပြည်သူ့ကာကွယ်ရေးအဖွဲ့တွေပြန်လည်ဆုတ်ခွာသွားချိန်မှာလောင်းလုံးမြို့မှာရဲစခန်းကလက်နက်ကြီးလက်နက်ငယ်တွေနဲ့ပြန်လည်ပြစ်ခတ်ခဲ့တယ်လို့မြို့ကန်တွေကပြောပါတယ်။ပြစ်တာကတော့အများကြီးပဲတိုက်ပွဲဖြစ်နေလို့ပြစ်တာထဲတော်မှပို့ပြီးများသေးတယ်လို့တခြားမြို့ကန်တို့ကပြောပါတယ်။လောင်းလုံးမြို့ကိုကာကွယ်ဖို့အတွက်အင်အားဖြည့်တင်းထားတဲ့စစ်ကောင်စီတပ်ဟာ ဂျိတ်တိုက်ခိုက်ခံရတဲ့အချိန်မှာလောင်းလုံးဆန်းလန်းသွားတဲ့လမ်းမပေါ်ကိုရောက်နေတယ်လို့မြို့ကန်တွေကပြောပါတယ်တိုက်ခိုက်မှုအပြီးမွန်လွဲ၂နာရီကျော်မှမြို့ထဲကိုအဲ့ဒီစစ်ကောင်စီတပ်စစ်ကြောင်းဟာပြန်ရောက်လာတယ်လို့၎င်းတို့ကပြောပါတယ်စစ်ကောင်စီတပ်ဟာရဲစခန်းပတ်ပတ်လည်မှာရှိတဲ့လူမနေတော့တဲ့နေအိမ်များနဲ့မြို့လယ်မှာရှိတဲ့ဘုံကြီးကျောင်းတို့မှာတပ်ဆွဲထားတဲ့အပြင်မြို့အနီးမှာရှိတဲ့လက်သေးရှိတောင်မှာလည်းတပ်ဆွဲထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့တနင်္သာရီတိုင်းပလောမြို့နယ်ပလမြို့မှာအကြမ်းဖက်စစ်ကောင်စီတပ်နဲ့ပလော PDF တပ်တို့တိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့အကြမ်းဖက်စစ်ကောင်စီဘက်က10ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဧပြီလ8ရက်နေ့မနက်6:00နာရီအချိန်ကမှပလမြို့ဝါးချောင်းအနီးလှုပ်ရှားနေတဲ့အင်အား28ဦးပါအကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့တွေကလက်ဦးမှုရယူပြီးတော့ပြစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီနောက်မှာတော့45မိနစ်ခန့် အပြင်းထန်ထိတွေ့ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီးတဲ့နောက်အချမ်းဘတ်စစ်ကောင်စီဘက်ကလက်နက်ကြီးပစ်ကူအများအများကိုအသုံးပြုပြီးတော့ပြန်လည်ဆုတ်ခွာသွားတယ်လို့သိရပါဗျာ။ အဲ့ဒီထိတွေ့ပြစ်ခတ်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီဘက်က10ဦးခန့်ဒဏ်ရာရရှိခဲ့ပြီးတော့ထိကိုက်သေးဆုံးမှုအသေးစိတ်ကိုတော့အတီးပြုတ်ဖို့အတွက်စူးစမ်းနေဆဲဖြစ်တယ်လို့သိရပါဗျ။အကြမ်းဖက်စစ်ကောင်စီရဲ့လက်နက်ကြီးပြစ်ခတ်မှုကြောင့်မြိတ်ခရိုင်အမှတ်တတရင်ကရဲဘော်တအုပ်နဲ့ပြည်သူတအုပ်ထိကိုက်ဒဏ်ရာရရှိခဲ့ပြီးတော့2ဦးစလုံးဟာစိုးရိမ်ရတဲ့အနေအထားမှာရှိတယ်လို့သိရပါဗျ။ပလောမြုံနယ်တဲကပြည်သူတွေကဘုံခိုချင်းတူးတာနဲ့ပတ်သက်ရင်တော်တော်အားနည်းတယ်။တချို့ဆိုတူးတောင်မတူးထားကြဘူး။တိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်ပွားလာရင်ပြည်သူတွေကိုအနေရကင်းစီမှာကအဲ့ဒီဘုံခိုချင်းပဲရှိတာပါ။ ဘုံခိုချင်းကိုမဖြစ်မနေတူးစေခြင်းနဲ့လို့မြေခိုင်အမှတ်တတရင်ကတောင်ရှိသူတူကပြောဆိုထားပါတယ်မြေခိုင်အမှတ်တတရင်နဲ့မဟာမိတ်တော်လိုင်းအင်အားစုတွေဟာအကြမ်းဖက်စစ်ကောင်စီတပ်နဲ့၎င်းတို့ရဲ့လက်ဝေကံပြူစောထီးတွေကိုအရှိန်ဟုန်မြင့်ပြီးတော့တိုက်ခိုက်သွားမှာဖြစ်ပြီးတော့ပြည်သူတွေအနေနဲ့ဘုံခိုချင်းတွေကိုစနစ်တကျတူးထားကြရန်နဲ့အရေးကြီးတဲ့ပစ္စည်းတွေကိုစနစ်တကျထုတ်ပိုးထားကြရန်အကြံပြုတယ်လို့သိရပါတယ် မြင့်ခင်အမတ်တေတရင်နဲ့မဟာမိတ်တော်လိုင်းအင်အားစုတွေကထုတ်ပြန်ထားတဲ့ညွှန်ကြားချက်တွေကိုလည်းအလေးနက်ထားပြီးတော့လိုက်နာပေးကြဖို့ကိုမေတ္တာရက်ခံထားကြောင်းကိုမြင့်ခင်အမတ်တေတရင်ကတာဝန်ရှိသူတူကပြောဆိုထားပါတယ်။ဒါအပြင်ဘကိုးတိုင်းရေတာရှည်မြို့နယ်ဘိုးတော်ကုန်းကျေးရွာအနီးမှာကင်းဖုံဝင့်နေတဲ့စစ်သားတွေကိုမိုင်းခွဲပြီးတော့ပစ်ခတ်တိုက်ခဲ့ရာအကြမ်းဖက်စစ်ကောင်စီတပ်သားတွေထိခိုက်ဒေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ AP လ9ရက်နေ့ည8:40မိနစ်အချိန်ကရေတာရှည်မြို့နယ် ဘိုးတော်ကုန်းကျေးရွာစီပတ်အနီးမှာကင်းမုံဝင်နေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုပေါ်ဝါနီစစ်ကြောင်း point ကမိုင်းခွဲပြီးတော့လက်နက်ငယ်တွေနဲ့ပစ်ခတ်တိုက်ခတ်ရာအပြန်လန်ပစ်ခတ်မှု15မိနစ်ခန့်ကြာအောင်ဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီဘက်ကအထိအကိုက်ကြာဆုံးများစွာရှိခဲ့ပြီးတော့လူနာတင်ကားနဲ့လာရောက်တဲဆောင်သွားတယ်လို့သိရပါဗျ။ပေါ်ဝါနီပျောက်ကြား point ကရဲဘော်တွေကတော့အထိအကိုက်မရှိအောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါရခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းအင်းစိန်မြို့နယ်ပေါတော့ဝရက်ွက်အုတ်ချုပ်ရေးမှုထင်းမြင့်ဆိုသူဟာဒီကနေ့မနက်ပိုင်းမှာမဝင်းကားဆိုင်မှာမဝင်းကားစားနေတဲ့အချိန်ပြစ်ခတ်ခံရပြီးတော့တိတ်ဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အင်းစိန်မြို့နယ်ပေါတော့ဝရက်ွက်မှာစစ်မှုထမ်းဥပဒေနဲ့လူငယ်တွေကိုတတ်သားတဲ့အဖြစ်နဲ့တက်ကြွစွာစူဆောင်းနေတဲ့သူ ပေါတော့ကရက်ွက်အုပ်ချုပ်ရေးမှုဖင်းညင်ဆိုသူဟာဒီကနေ့မနက်ပိုင်းမှာမုံဟင်းကားဆိုင်မှာမုံဟင်းကားစားနေတဲ့အချိန်တနတ်သမားတအုပ်ကဝင်ရောက်ပြက်ခတ်ခဲ့ရာပွဲချင်းပြီးတိတ်ဆုံသွားတယ်လို့သိရပါတယ်။အုပ်ချုပ်ရေးမှုပြက်ခတ်ခံရပြီးတော့တိတ်ဆုံသွားပြီးတဲ့နောက်မှာစစ်တပ်နဲ့ရဲတွေကအင်းစိန်မြို့နယ်တခွင်ကိုလှည့်လည်ပြီးတော့စစ်ဆေးမှုတွေလှုပ်ဆောင်နေတယ်လို့သိရပါတယ်။အင်းစိန်ပေါတော့ကအုပ်ကြီးကတော့မုံဟင်းကားဆိုင်မှာစားနေတော့နှထင်းလေးချက်အပြစ်ခံရပြီးတော့ပွဲချင်းပြီးရှော့တယ်။သူကစစ်မှုထမ်းဥတွေနဲ့လူငယ်တွေကိုတပ်သားတဲ့အဖြစ်လိုက်ပြီးတော့စူဆောင်းနေသူလည်းဖြစ်တယ်။စစ်ကားတွေအင်းစိန်ထဲမှာပတ်နေတယ်၊ဆိုင်ကယ်တွေလည်းဖမ်းနေတယ် ်တနတ်တွေနဲ့လူတွေကိုချိန်နေသူတို့စစ်ကားတွေကဟုံးတာနေပေးပြီးတော့ကင်းလှည့်နေကြတာလို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်။ပေးဆုံးသွားတဲ့ပေါတော်ဝရက်ကွက်အုပ်ချုပ်ရေးမှူးဟာအလွန်ဆိုးသွမ်းသူတအူးဖြစ်ပြီးတော့စစ်ကောင်စီအတွက်အသက်ပင်သေးပါစေအလုတ်လုတ်ပေးမယ်လို့ကြွေးကြော်နေသူဖြစ်တယ်လို့လည်းသိရပါတယ်။စစ်မှုထမ်းဥပဒေနဲ့လူငယ်တွေကိုတတ်သားတဲ့အဖြစ်နဲ့အတင်းအဓမ္မစုဆောင်းခဲ့သူဖြစ်ပြီးတော့ပြည်သူတွေထံကနေပြီးတော့ငွေကြေးတွေကိုမတရားသဖြင့်တောင်းခံနေတဲ့သူဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ပုတ်ကြီးအဖြစ်ကလည်းကွာမုံဟင်းကစားနေတော့သူကိုယ်တိုင်မုံဟင်းကဖြစ်သွားတယ်လို့ဟင်ငါလုံးမအုတ်ကြီးဆလာဘီတင်ဆက်ပေးရမယ်တရင်ကတော့ရခိုင်ပြည်နယ်တောင်ကုန်းမြို့နယ်ကစစ်မှုထမ်းမှုအတွက်လိုက်လံစည်းရုံးနေတဲ့ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတအုပ်ကိုရခိုင်တပ်တော် AA ကဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးရမယ်ဖမ်းဆီးခံရတဲ့သူဟာဝက်ကြိတ်အုပ်စုအုပ်ချုပ်ရေးမှူးဦးညီလေးဖြစ်ပြီးတော့အသက်50ဝန်းကျင်ရှိတယ်လို့သိရပါတယ် ူ့ကိုအေပီလာ၈ရက်နေ့ညနေ6နာရီဝင်းကျင်ကဝက်ကျိတ်ကျေးရွာမှာရှိတဲ့သူ့ရဲ့နေအိမ်ကနေပြီးတော့ရခိုင်တပ်တော်တပ်ဖွဲ့ဝင်တွေကလာရောက်ဖမ်းဆီးခေါ်ယူသွားခြင်းဖြစ်တယ်လို့တောင်ကုန်းဒေသခံတအူးကပြောပါတယ်ဝက်ကျိတ်အုပ်ချုပ်ရေးမှုကိုညနေ6နာရီလောက်မှာရခိုင်တပ်တော်ဘက်ကလာဖမ်းသွားတာပါဝက်ကျိတ်မှာရှိတဲ့သူ့ရဲ့အိမ်မှာလာဖမ်းသွားတာလို့ပြောဆိုခဲ့ပါတယ်အဲ့ဒီအုပ်ချုပ်ရေးမှုဖမ်းဆီးခံရခြင်းဟာပြည်သူစစ်မှုထမ်းစူဆောင်ရေးကိစ္စတွေနဲ့ပတ်သက်နိုင်တယ်လို့တောင်ကုန်းမြို့ကန်လူငယ်တအူးကပြောပါတယ်သူ့ကိုဖမ်းတာစစ်မှုထမ်းကိစ္စကြောင့်ဖြစ်နိုင်တယ် အခုဒီတောင်ကုတ်ဘက်မှာကပြည်သူဆက်ဆိုပြီးတော့ခေါင်းစဉ်တမျိုးပြောင်းပြီးစစ်တပ်ကလူစုနေတာတွေရှိတယ်။အဲ့ဒါတွေကိုရဲချေးအုပ်ချုပ်ရေးမှုအဖွဲ့တွေကအ धिक တာဝန်ယူပြီးတော့လုပ်ပေးနေရတာလို့ပြောဆိုခဲ့ပါဗါတယ်။တောင်ကုတ်အပါဝင်စစ်ကောင်စီထိန်းချုပ်မှုအောက်ကမြို့နယ်တွေမှာပြည်သူဆက်စုဆောင်ရေးကိစ္စတွေကိုစစ်ကောင်စီရဲ့ညွှန်ကြားချက်အရရဲချေးအုပ်ချုပ်ရေးမှုတွေကအ धिक တာဝန်ယူပြီးတော့လုပ်ကင်ပေးနေခြင်းဖြစ်တယ်လို့မြို့ကန်တွေကပြောပါဗါတယ်။တောင်ကုတ်မြို့ပေါ်ရက်ွက်တွေမှာပထမတော့အနေနဲ့အင်အား90ခန့်ပါရမယ်။ ပြည်သူစစ်ဖွဲ့စည်းရမယ်လို့စစ်ကောင်စီကဧပြီလ2ရက်နေ့မှာတောင်ကုန်းမြို့ပေါ်ရက်ကွက်အုပ်ချုပ်ရေးမှုနဲ့ယာအိမ်မှုတွေကိုစကခငါအတွင်းကိုခေါ်ယူပြီးတော့ညှို့ကြားထားခြင်းဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါရယ်ခင်ဗျာ